ကဲဒီနေ့မှာတော့ကျွန်တော်က Chelsea အသင်းရဲ့ကိုယ်လှယ်ကစားသမား Enzo Fernandez နေနဲ့ဒီတစ်ခေါက် International Break မှာသူ့ရဲ့နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ Argentina အသင်းနဲ့ပူးပေါင်းသွားမှာမဟုတ်ဘဲနဲ့ဒီနှစ်ပတ်မှာဒါသူအပြည့်အဝအနားယူဖို့လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတစ်ပတ် International Break မှာ Enzo Fernandez အနေနဲ့ဒါသူ့ရဲ့နိုင်ငံကလပ်အသင်းကိုပြန်မသွားဘဲ Chelsea အသင်းမှာပဲဒါအသင်းနဲ့အတူတူဆက်ရှိမယ်ဆိုပြီးတော့ဒါတရားဝင်ပြောကြတယ်အားကြောင့်မလို့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကိုပြန်ပြီးတော့ဆွေးနွေးပြသွားမှာပဲဖြစ်ပါတယ် ျော်အန်โซဖာနန်ဒက်အနေနဲ့ကကျော်ဒီယာဒီမာကောပြီးခဲ့တဲ့ယာဒီမာကောချက်စီအသင်းရဲ့ပွဲချိန်အများဆုံးကစားရတဲ့ကစားသမားတွေထဲမှာပါတယ်ကျော်တောက်လျှောက်ကစားရတယ်လို့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းလည်းသူမပါလို့မရဘူးအခုဒီယာဒီမာဆိုလို့ရှိရင်လည်းပို့ပြီးတော့တည်တာတယ်ကျော်ဒီရှေ့လွန်ခဲ့တဲ့တလားနှစ်လားလောက်ကအန်โซဖာနန်ဒက်အနေနဲ့သူဒဏ်ရာတစ်ခုရရှိခဲ့တယ်ဒါဒူးဒဏ်ရာပေါ့သူ့ရဲ့ဒူးဒဏ်ရာကလုံးဝအရှင်းပြောင်းနေတာမျိုးတော့မဟုတ်ဘူးချက်စီအသင်းကလည်းအသင်းဘက်ကလည်းတော့အန်โซမပါလို့ရှိရင်တော်တော်ကြီးကိုတည်တာတာဖြစ်တဲ့အကြောင်းမလို့သူအသင်းအတွက် ပေးဆက်ရင်းနဲ့တော့လုံးဝဒန်ယာကလုံးဝအရှင်းကြီးမပြောက်ပေမဲ့လည်းသူအကောင်းဆုံးကစားပေးခဲ့တယ်။သူ injury ဖြစ်နေရသူဒူးဒန်ယာဖြစ်နေရဆိုတာလည်းပြိသက်တွေဒါရှေ့မှာတိပြီးတော့ဟာရှေ့မှာတိပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူရှေ့မှာဘာလို့ခြေစွမ်းမပြနိုင်ရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒါ injury ပြဿနာအကြောင်းဆိုတာလည်းသိတယ်။ဒါမဲ့လည်းအခုနောက်ပိုင်းပွဲစဉ်တွေမှာအန်ဆိုဖာနန်ဒက်အနေနဲ့သူ့ရဲ့ဒီ injury ပြဿနာတွေကြောင့်ရှိသည့်တိုင်အောင်ကျွန်တော်တောက်လျှောက်အကောင်းဆုံးပုံစံမှာပဲရှိနေသေးတယ်။ကျွန်တော်သူ့ရဲ့ performance ကလုံးဝမကြသေးဘူး။ဒါမဲ့အခုတပ ဘတ် international break မှာတော့ Enzo Fernandez အနေနဲ့သူ့ရဲ့နိုင်ငံကလပ်အသင်းဖြစ်တဲ့ Argentina အသင်းနဲ့တွားရောက်ပူးပေါင်းမှာမဟုတ်ဘဲနဲ့ဒီနှစ်ပတ်လုံးကိုဒါသူ့ရဲ့ အာဒီနှစ်ပတ်လုံးကိုသူ့ရဲ့ကြံ့ခိုင်မှုအတော့အပြည့်အဝအနားယူရမယ်ဆိုပြီးတော့ Chelsea အသင်းဘက်ကဒါဆေးဘက်ဆိုင်ရာအဖွဲ့ဝင်တွေကဒါအကြံပြုလာကြောင်းသူလည်းဒီ international break ကိုဒါနိုင်ငံကလပ်အသင်းဖြစ်တဲ့ Argentina အသင်းကိုမသွားဖို့ပဲဆုံးဖြတ်ချက်ကိုချခဲ့တာပဲဖြစ်ပါတယ်သူ့အနေနဲ့ဒါ recover လုပ်ဖို့လည်းလိုတယ်အခုလက်ရှိမှာ Chelsea အသင်းအတွက်ကလည်းတော်တော်ကြီးကိုအရေးကြီးနေပြီကျော် Champion League ကျော် Champion League ရော Premier League မှာကောက Chelsea အသင်းတို့ကလုံးဝတစ်ချက်လေးမှားလို့မရဘူးမှားလိုက်တာနဲ့ချက်ချင်းအောက်ကိုပြန် ကြသွားမှာဖြစ်တဲ့ကြောင့်မလို့ဒီအချက်လေးတွေကအစာကျော်တိတိလေးရာအစာလိုက်ပြီးတော့ view site တယ် Chelsea အသင်းဘက်ကရော Anzo Masca ကိုရိုင်ဝါရော Anzo Fernandez ကိုနိုင်ငံအသင်းနဲ့သွားပြီးတော့ဒီတစ်ပတ်မှာမပူပေါင်းစေချင်ဘူးဘာလို့ဆိုတော့ injury ရလာမှာဆိုတဲ့အတွက်ကြောင့်မလို့ Anzo Masca အနေနဲ့လည်းသူ့ကိုဒီနှစ်ပတ်အတွင်းမှာသူ့ကိုအိမ်မှာပဲဖြစ်ဖြစ်ကြံ့ခိုင်မှုအပြေးဝါရအောင်တရားရဂိုင်းလုံးကြံ့ခိုင်မှုပြေးဝါအောင် လှုပ်ဆောင်ပြီးတော့အသင်းနဲ့အတူတူပဲဒါ trainee ဆင်းသွားမယ်ဆိုပြီးတော့ဒါတရားဝင်အတီးပြုပြောကြားခဲ့ပြီပဲဖြစ်ပါတယ်။ Anso Fernandez ရဲ့ဆွမ်းဆောင်ရည်တွေကတော့ဒီအသင်းမှာအားလုံးသိတဲ့အတိုင်းပဲ Kaisido need to ကြောက်ဒီအသင်းမှာလည်း Anso Fernandez ကအကောင်းဆုံးပုံစံမှာရှိနေတယ်။သူ့ရဲ့ပတ်စီနဲ့သူ့ရဲ့လမ်းကြောင်းတွေပြီးတော့သူ့ရဲ့ပေးပို့မှုတိကျတာတွေက ဒါသူအဓိကချဲစီအသင်းမှာအားကိုးနေရတဲ့အချက်တစ်ချက်ပဲကျော်တိုက်စစ်ပိုင်းမှာကျော်အန်โซဖာနန်ဒက်မပါရင်လည်းအလုံးမဖြစ်သလို defensive ပိုင်းမှာဆိုလို့ရှိရင်လည်းကိုင်စီတို့မပါလို့ရှိရင်ချဲစီရဲ့ကြော်ယိုးကမရှိသလိုပဲတော်တော်ကြီးကိုအခြေအနေဆိုးပါတယ်အဲ့လိုမျိုးဖြစ်တဲ့အကြောင်းမလို့အန်โซဖာနန်ဒက်ရဲ့ဒီဆုံးဖြတ်ချက်ကကျွန်တော်အမြင်မှာဆိုလို့ရှိရင်တော့ဒါတကယ်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ပဲမြင်ပါတယ်ဘာလို့ဆိုတော့ပွဲပန်းနေတဲ့အန်โซဖာနန်ဒက်တယောက်ကိုကျော်ချဲစီအသင်းဘက်ကလည်းအနာပေးတဲ့ဒါတကယ်တော့တကယ်တကယ်တော့အန်โซဖာနန်ဒက်ကတကယ်လည်းပွဲပန်းပါတယ်ကျော်ကိုင်စီတို့က အန်ဆိုဖာနန်ဒက်ကိုကျောက်ကူကူရလာတို့ဘာလို့တော့တစ်ခါလေးနားရသေးတယ်အန်ဆိုတို့ဒီကာစီတိုတို့ကဒီပြည်တွင်းကလပ်ပွဲကျောက်ပြည်တွင်းလိပွဲတွေတောင်မနားရဘဲနဲ့ကစားနေရတာဖြစ်တဲ့ကြောင့်မလို့ဒီကစားသမားတွေကိုဒီလိုအချိန်မှာအနားပေးတင်တာကတော့ Chelsea အသင်းဘက်ကလည်းဒါမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်လို့အန်ဆိုဖာနန်ဒက်ရဲ့ဆုံးဖြတ်ချက်ကလည်းကျောက်မှန်ကန်တယ်လို့ပဲကျောက်ယူဆပါတယ်ကျောက်ပြည်သက်ကြီးမြင်မှာဆိုလို့ရှိရင်အန်ဆိုဖာနန်ဒက်တယောက် Chelsea အသင်းအတွက်ကျောက်ဘလောက်ထိပေးဆက်ကစားနေလဲကျောက်ဒီယာဒီနဲ့ရှေ့ကယာဒီနဲ့အန်ဆိုဖာနန်ဒက်ကဘာရီမန်ကွာချ ထားတယ်လို့ထင်လဲပြည်သက်ကြီးရဲ့အမြင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးသားကြပါအောင်အဆုံးနေမြောက်ရှိပကြားပြည်သက်တရားချင်းစီတိုင်းကိုထူပဲကြေုပ်တင်ရှိပါတယ်အာကလာသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျော် MM Media ရဲ့ Facebook YouTube TikTok တို့ကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ် volumetric dialogue ကြီးစုချင်တဲ့ပြည်သက်များအနေနဲ့လည်း www.mmmedia.stream မှာအခမဲ့ dialogue ဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆောင်နေကြရမယ်ကျွန်တော်တို့ရှင်တက်သူကိုဆက်ပါ Thank you.